ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးတာပဲဖြစ်ပါတယ်ဂျွန်လာတလစာအင်္ဂါသတိများတဲ့တလစာဟောဆရာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဂျွန်လာမှာဒီကာလမျိုးမှာအင်္ဂါသတိများအနေနဲ့တာမန်အခြေအခြေအနေရနေပြီးတော့မှာပါနော်စီးပွားရေးစီးပွားရေးတွေဒီမူရေးတွေကအချိန်ဟုန်ပြင်းစွာဖြင့်တက်လာပြီးတော့လက်ရှိအခြေအနေထက်ပိုပြီးကောင်းတာမျိုးပိုပြီးစီးပွားတက်လာတဲ့အခြေအနေမျိုးကြုံတွေ့ရဖို့ရှိပါတယ်။ဒီကာလမှာမိမိရဲ့လုပ်ငန်းတွေကိုအင်တိုက်အားတိုက်စိတ်ပါလက်ပါပိုလုပ်မယ်ဆိုရင် ဒီကာလမှာအလွန်မင်းပိုကောင်းလာပြီးတော့ပိုပြီးတိုးတက်လာဖို့ရှိပါတယ်မိမိရဲ့စိတ်ထဲမှာစိတ်မပါလက်မပါပဲနဲ့လုံနေရတာမျိုးရှိမယ်ဆိုရင်တော့ဒီကာလမှာစိတ်ပါလက်ပါလေးလှုပ်ပြီးတော့လှုပ်ရှားရှိရာလေးကိုဖျက်ဖျောက်နေတဲ့လှုပ်ဖို့ကျွန်တော်အနေနဲ့အကြံပြုလိုပါတယ်နောက်မိမိနဲ့ပြဿနာတက်နေတဲ့သူတွေမိမိနဲ့အဆင်ပြေတဲ့သူတွေနဲ့လည်းဒီကာလမှာအဆင်ပြေချုံးမေပြီးတော့မိမိနဲ့အလိုပေါ့နော်ဒီအဆင်ပြေသွားတာမျိုးတွေတွေ့ရတတ်ပါတယ်နောက်ပြီးရခါကျတော့မိမိရှိကိုပေါ့နော်အဖိုးတန်ကြောက်ညက်ယန္တနာတွေဝင်လာတတ်ပါတယ် အဖိုးတန်ကြမ်းမြေနာတွေဝင်လာပြီဆိုတော့မိမိကကံကောင်းမှုတွေကြုံရတယ်ပေါ့ကံကောင်းမှုတွေဖြစ်လာတယ်ပေါ့ဒါသို့တော့ချွေတဲ့ PC ရွှေနဲ့ပတ်သက်တဲ့အရာတွေဝင်လာပြီဆိုတော့မိမိကကံဆိုးတာမျိုးတွေပင်ပန်းတာမျိုးတွေစိတ်ဤပင်ပန်းခြင်းကိုယ်ပင်ပန်းခြင်းတွေဖြစ်ပေါ်လာတတ်တာကိုတွေ့ရတယ်။အဲကြောင့်မလို့ရွှေနဲ့ပတ်သက်တဲ့ဟာမျိုးတွေဝင်လာလည်းမကောင်းဘူးထွက်တာလည်းမကောင်းဘူးဒီကာလမှာပေါ့နော်မိမိကအရေးကြီးကိစ္စရပ်တွေလုံးဆရာရှိတာမို့လို့ဆိုမိမိရဲ့ရွှေတဲ့ PC တစ်ခုခုကိုရောင်းချပေါင်နေပြီးလောက်ရမှာဟာမျိုးရှိမှာတော့လုံးဝလုံးဝ ရွှေတဲ့ PC တွေကိုရောင်းချပြီးလုံးဝလုံးဝမလုပ်ပါတော့ကျွန်တော်အနေနဲ့အကြံပြုလိုတယ်။နောက်ပြီးတော့ဒီကာလမှာပေါ့မွေအစုလိုက်ပြုံလိုက်ဝင်ကင်းရှိပါတယ်။မွေအစိုးထိပေါက်တာမျိုးပဲဖြစ်ဖြစ်ဒါပေမဲ့မိမိရဲ့ပန်ဝန်းကျင်မှာရှိနေမိမိရဲ့မိမိထက်အသက်ကြီးတဲ့သူတွေကမိမိကိုငားစားတာပဲဖြစ်ဖြစ်ပေါ့နော်။စုံတစ်ခုအကြောင်းတစ်မျိုးအကြောင်းလို့မွေအစုလိုက်ပြုံလိုက်ဝင်တတ်တယ်။မွေဝင်လာတဲ့တောင်တွေ့ရပါတယ်။နောက်ပြီးတဲ့ခါကျတော့မိမိဒီအထက်လူကြီးတွေမိမိရဲ့ မိသားစုထဲမှာရှိနေတဲ့အကြီးကြီးကဲတဲ့အသက်ကြီးတဲ့သူတွေကြောင့်မလို့စိတ်ပင်ပန်းရတာမျိုးစိတ်ထိခိုက်ရတာကြောတတ်တယ်။နောက်ပြီးတော့အဲ့ဒီလူမျိုးတွေရာလေကျန်းမာရေးမကောင်းတာမျိုးဟိုပြောရမဆိုရင်ကျန်းမာရေးမကောင်းတာမျိုးချက်ချင်းဟိုရုပ်ကြည့်ရကြီးပေါ့နော်ဟိုမူလဲဝါရမျိုးမေ့လဲဝါရမျိုးဆက်ပြီးအဲ့လိုမျိုးအခြေအနေမျိုးလည်းဒီကာလမှာကြုံတွေ့ရတာရှိပါတယ်။နောက်ဒီကာလမှာလူမျိုးကြားတွေနောက်နိုင်ငံကြားနဲ့ပတ်သက်တဲ့ကိစ္စတွေအားလုံးလုံးဝလုံးဝအဆင်ပြေပါတယ်။နောက်ဒီကာလမှာပေါ့နော် ခยีသွားရတာမျိုးရှိရဆိုဒီခยีကစီးပွားရေးနဲ့ပတ်သက်တဲ့ခီးတစ်ခုကိုထွက်ရမယ်ဆိုဒီကာလမှာအဲ့စီးပွားရေးကလုံးဝလုံးဝအောင်မြင်ပြီးတော့လုံးဝလုံးဝအဆင်ပြေတာကိုတွေ့ရတယ်။နောက်ပြီးတော့ဝန်ထမ်းဆိုရင်တော့ဒီကာလမှာယာတို့တက်တာမျိုးတွေနောက်ပြီးတော့မိမိရဲ့အလုံးရှင်ရဲ့ပတ်စားပေးခြင်းခံရတာမျိုးလုံးရှင်ရဲ့ဒီဟိုမားစာခြင်းကိုခံရတာမျိုးကြုံတွေ့ရဖို့ရှိပါတယ်။နောက်ပညာရေးနဲ့ပတ်သက်ပြီးတော့ပညာရေးအလုပ်လုပ်လို့နေကြတဲ့သူတွေနေလဲဆိုရင်တော့သင်တန်းကိစ္စရပ်တွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကြောင့်စိတ်ညစ်ရခြင်းအနှောက်အယှက်ဖြစ်ခြင်းအဲ့ဒါမျိုးတွေလုံးဝလုံးဝ ကြုံတွေ့ရဖို့ရှိပါတယ်ဒီကာလမှာရွှေနဲ့ပတ်သက်ပြီးလုံးဝလုံးဝမဝင်စေချင်ပါနဲ့မွေကောင်းတယ်ပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ထွက်လည်းမကောင်းမွေလည်းမကောင်းလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်เนาะနောက်တစ်ခုကျတော့ပါလဲဆိုတော့ဒီကာလမှာပေါ့เนาะအခြေရေးပေါ့အခြေရေးကိစ္စရတီကကြတော့မိမိကမိရဲ့ဒီအခြေရေးမှာမိရဲ့ရည်စားဟောင်းတွေချစ်သူဟောင်းတွေပြန်ရောက်လာတတ်တယ်မိမချစ်သူရှိနေရယ်ဆိုရင်တော့အဲ့မိမရဲ့ချစ်သူအသက်နဲ့ရည်စားဟောင်းတွေနဲ့ပြန်လာတတ်တာမျိုးအကြုံတွေ့ရမျိုးဖြစ်တတ်တယ် နောက်ပြီးတော့ဒီအိန်နာဝေးကိစ္စရကတော့နားလည်မှုရှိရှိဖြေရှင်းမယ်ဆိုဒီကာလမှာပြဿနာကြီးကြီးမှပြတ်တက်ဖို့မရှိဘူးဒါပေမဲ့ဟိုပြောရမယ်ဆိုဒီကာလမှာပေါ့နော်မမိကနည်းနည်းလေးအမားတစ်ခုကိုလေးကြော်လိုက်ပြီးဆိုတော့အဲ့မားတစ်ခုကိုနင်းပြီးတော့ပြက်နာတွေတတ်တာမျိုးစိတ်အနှောက်ရှက်တွေဖြေရတာမျိုးပင်ပန်းရတာမျိုးနောက်ပြီးဟိုကွဲရကာလမျိုးမဟုတ်ပင်မဲ့လည်းအရန်ပင်ပန်းရတဲ့ဆက်ဆံမျိုးဖြစ်ပေါ်လာတတ်တယ်အဲ့လိုမျိုးတွေ့ရပါတယ်ဒီကာလမှာစာရွက် စာတန်းစာကျုပ်စာတန်းကိစ္စရနေနဲ့ပတ်သက်ပြီးတော့ တက်နိုင်လားပေါ့နော်မိမိနာမည်မသုံးဘဲနဲ့ရှင်းတဲ့နာရှင်းပါမိမိနာမည်သုံးပြီးရှင်းမယ်ဆိုရင်တော့လည်းလည်းလေးပုံမှန်ထပ်ပို့လုံတဲ့အခက်ခဲတွေပုံမှန်ထပ်ပို့လုံတဲ့တက်နာလေးတွေကြုံရဖို့ရှိပါတယ်။နောက်မိမိမှာမိမိဖြစ်လာတဲ့အခက်ခဲတွေပေါ်မူတည်ပြီးတော့ဆွေမျိုးသားကြီးနေရမိမိကိုလာပြီးတော့ကူညီလိုက်မယ်။ကူညီမဆမှုတွေလည်းခံရတတ်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်ပြီးရခါကျတော့ဒီကာလမှာပေါ့နော်ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတစ်ခုခုတိစောက်ဖို့ရည်ရွယ်နေရဆိုရင်ဒီကာလမှာဒီကာလမှာ เนาะအဲ့စီးပွားရေးတစ်ခုကိုတိဆောက်ပါလောက်ပါတော့ကျွန်တော်နေနဲ့ပြောချင်ပါတယ်အဲဒီကာလမှာပေါ့เนาะအကျွေးတွေကိုဒီလမှာအကျွေးတောင်းရင်တောင်းမတောင်းရင်နောက်ဘယ်တော့မှတောင်းလို့ရမှာမဟုတ်တော့ပါဘူးအဲကြောင့်ဒီလမှာတောင်းမယ်ဆိုရင်ဘယ်လိုနည်းလမ်းနဲ့မဆိုတောင်းပါလို့ကျွန်တော်နေနဲ့ပြောချင်တယ်เนาะအဲ့တော့ကျမ်းပိုင်ကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့မျက်စိယောဂတွေနောက်မျက်စိနဲ့ပတ်သက်တဲ့ယောဂမျိုးတွေနောက်မျိုးအစာမားတာမျိုးအတောင်မားတာမျိုးနောက်ဆေးမားတောက်မိတာမျိုးအဲ့ဒါမျိုးတွေပတ်သက်ပြီးဖြစ်တတ်တယ်။အဲ့တော့တနားကြီးတော့တနားကြီးလောက်ရှောင်ကျင်ပေးဖို့လိုအပ်တယ်။သတိထားပေးဖို့လိုအပ်တယ်ပေါ့နော်။နောက်ခုကျတော့ဒီ ဒီလမှာပေါ့နော်ဒီလတလမှာကံကောင်းစေဖို့အတွက်အစီမြချောဝိစေဖို့အတွက်ရရရလေးကိုကျွန်တော်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီစေးယုံစေးကန်းတွေမှာရှိနေတဲ့အသက်ကြီးနေတဲ့လူနာအဲ့ဒီလူနာတွေကိုစေးဖို့တွေစေးဖို့ဝါးကတွေရေသူတို့ရစားသုံးနေတဲ့ ဒီအစားတောက်တွေကိုသွားပြီးလှူဒန်းပေးတာမျိုးတို့ရဒီတနေ့စာအခက်ခဲဒီတွေကိုသွားပြီးကူပြီးအောင်လုပ်ပေးပါမိမိတက်နိုင်တက်နိုင်လောက်လူနာတစ်ယောက်၂ယောက်၃ယောက်၄ယောက်၅ယောက်၆ယောက်ပြီးတက်နိုင်လောက်လုပ်ပေးပါပြီးတဲ့ခါကျတော့ဒီအခက်ခဲတွေအားလုံးပြေပျောက်ပါစေဆိုပြီးတော့ဆူတောင်းပေးပါအဲ့ဒါဆိုမိမိရအခက်ခဲတွေကင်းပျောက်ပြီးတော့အားလုံးအဆင်ပြေချုံးမြေတာပါလိမ့်မယ်အားလုံးပဲဂျုံလာမှာအဆင်ပြေချုံးမြေကြပါစေရလည်းကောင်းလည်းရရှိပါစေစိတ်ရည်ကိုကြမ်းပါခြင်းနဲ့ပြေဆုံးပါစေတော်နေတဲ့ဆုံးမတောင်းပေးလိုက်ရပါတယ်